မင်္ဂလာညစာစာပွဲမှာဟိဝရရဲ့အချင်းဟောင်းဝိုင်းစုကိုဆွဆွခုံသွားစေမယ့်စကားတခုကိုစင်ပေါ်မှာပြောခဲ့တဲ့ဆိုပြတဲ့စိန်ဆိုပြတဲ့စိန်ကတော့အောင်နိုင်သူတယောက်အနေနဲ့သူမရဲ့မင်္ဂလာခန္ဓာမှာဝိုင်းစုခံသေးကြရင်စင်ပေါ်မှာကလိကလိနဲ့တနှုံနှုံခံစားကဆွဆွခုံသွားစေမယ့်စကားတခုကိုဟိဝရကိုပြောလိုက်ပါပြီ။ဒါကြောင့်လေပြည်သက်တီကြမှာလူပြောများနေပါတယ်။ ။ဆိုပြသင်ဟာဟင်းဝင်းရဲ့နဲ့သူမရဲ့မင်္ဂလာဆောင်၆ပွဲတွေက နောက်ဆုံးမင်္ဂလာညစာစာပွဲခန်းနာမှာဝိုင်းစုကြိုင်မခန့်ခြင်းဖြစ်စေမယ့်စကားကိုပြောခဲ့တာပါ။ဟေးဝင်းရဲ့နေဆိုပြည့်တဆင်တို့ရဲ့မင်္ဂလာညစာစာပွဲကိုတော့အခန့်ပွဲပြီးနောက်တနေ့ညနေပိုင်းမှာပြုလုပ်ခဲ့တာပါဆိုပြည့်တဆင်ရဲ့ဟေးဝင်းရဲ့တို့ရဲ့ညစာစာပွဲရလေမင်္ဂလာပွဲကြီးတစ်ပွဲလားတတော်လေးခမ်းနားတော့ကိုတွေ့ခင်ရပါတယ် ်မင်္ဂလာဝတ်ဒင်ဒင်နာအတွင်အခမ်းအနားပြင်ဆင်ကိုလည်းဟင်းဝီယံကိုယ်တိုင်စိတ်တိုင်းကြပြင်ဆင်ထားတာပါဟင်းဝီယံရဲ့စုပြည့်တစင်ရဲ့မင်္ဂလာဝတ်ဒင်ခန္ဓာကိုယ်တော်အနုပညာလောကသားတွေတော်တော်များများတက်ရောက်လာတာကိုတွေ့ခဲ့ရပါတယ်အထူးသဖြင့်မင်္ဂလာအိတ်ကပွဲအခမ်းအနားမှာမတွေ့ခင်ရတဲ့တင်ယောက်ဆောင်မင်းသားနီတိုးနဲ့စနေတဲ့ပရီဇင်တာကုစုတီစနေသူတွေကိုလည်းတွေ့ခင်ရတာပါ မင်္ဂလာညစာစားပွဲအခမ်းအနားမှာတော့တထူသားဟင်းဝီရဲနဲ့တထူသမီးစုပြည့်တစင်ကိုအနောက်တိုင်းဆက်ဆံမင်္ဂလာဝတ်ဆောင်နေနဲ့ပေါ်ပါခမ်းနားစွာမြင်တွေ့ခင်ရတာပါအထူးသဖြင့်တထုသမီးစုပြည့်တစင်ဟာမင်္ဂလာဝတ်ဆောင်နှစ်ဆောင်ဝေခင်ရာဖြစ်ကပထမဝတ်ဆောင်မှာတော့ပထမင်းနဲ့စိန်လေးစွဲနောက်ဝတ်ဆောင်မှာတော့သိန်းလေးတောင်းကျော်တဲ့တမိုးကြီးများပြည့်ရကိုစင်မြန်းထားတော့ကိုတွေ့ရပါတယ်တထုသမီးလေးစုပြည့်တစင်ဟာမင်္ဂလာညစာစားပွဲခမ်းနားမှာတော့တတော်လေးကိုချက်သေးရှိရှိနဲ့လှနေတာကိုမြင်တွေ့ခင်ရတာပါ ဒါပြင်စင်မြေပေါ်မှာတတူတာဟိဝိယံပေါ်မှာသူမရဲ့ရှင်တွင်စကားတွေကိုပြောခဲ့တာဖြစ်ပါတယ်။စိုးပြေတစင်ရဲ့စကားတွေဟာတချိန်ကဟိဝိယံရဲ့ချစ်သူဟာဝိုင်းစုခိုင်းတဲ့အတွက်တော့ဆွေဆွေကုန်ကလိကလိဖြစ်စေရပါ။ ။ဆိုပြတဲ့စင်ကဟိဝင်ရဟာသူမနဲ့ချစ်ကြိုက်နေတဲ့6နှစ်တာကာလအတွင်းအသေးကွဲအောင်ဝမ်းနည်းအောင်တစ်ခါမှမလုပ်ဘူးဘူးပဲပျော်ရွှင်အောင်ထားပေးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်တယောက်တည်းကိုချစ်ကတယောက်တည်းကိုလက်ထပ်ခွင့်ရခြင်းနဲ့သူမဆန္ဒကိုဖြစ်စီကသူမကိုမြတ်တနူးနဲ့လက်ထပ်ပေးလို့ချိတ်ဆုထင်ပါတယ်ဆိုပြီးစုပြည့်တစင်ကပြောခဲ့တာဖြစ်ပါတယ် ဟင်းဝီယန်ကလည်းသူဟာဆိုးပြေတဲ့စဉ်ကိုနှလုံးသားထဲကမျက်မျက်နှူးနှူးချင်လို့လေလက်ထက်ခင်အားဖြစ်ကြောင်းဆိုးပြေတဲ့စဉ်ကိုတစ်သက်လုံးတရားပျော်ရွှင်စိတ်ချမ်းသာအောင်ထားပါမယ်လို့ကတိပေးပြောကြားလာတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်တော့သူတို့မျိုးရဲ့ချစ်ချင်မှု romantic ဆန်တဲ့ဇာတ်ရည်ကတကယ့်ကိုကြည်နူစရာပါ။ဒါပေမဲ့လေအတိတ်တစ်ချိန်မှာတော့ဟင်းဝီယန်ကိုရုံမက်ကပုံရိပ်ခဲ့ပြီးမယ်အသေးတွေကြွေးချေခဲ့ရတယ်ဝိုင်းစုအတွက်တော့စောနာကစကလုံးတွေဟာမချုပ်ပြုံးပြုံးပြီးရည်ကျင်းစရာဖြစ်နေမှာအမှန်ပါပဲ ဝမ်စုခိုင်တိန်ဟာဟိမွေရန်ကိုချစ်ကဘဝတစ်ခုလုံးပုံအပ်ခဲ့ပြီးမယ်စုပြည့်တစင်တို့တန်မှုထားကလက်ထက်ချင်းမခံခဲ့ရတာပါဒါကြောင့်ဟိမွေရန်နဲ့ပတ်သက်ပြီးစုပြည့်တစင်ရဲ့စကားတွေကသူမအတွက်တော်ရှိစရာလိုလိုနားကျင်စရာလိုလိုဖြစ်နေမှာသေချာပါပဲဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဝိုင်းစုနဲ့ရုံကလက်မထက်ခင်ရပြီးမယ်စုပြည့်တစင်ကိုမျက်နှိုးတံမှုထားစွာလက်ထက်ခဲ့တဲ့ဟင်းဝင်းရပေါ်မှာမိမိတို့အမြင်ကိုပြောသွင်းကြပါအောင်ရှင် ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။